ဣဇွေရဲ့မကြမီကကာတာအပေါ်တိုက်ခတ်မှုနဲ့နိုင်ငံများစွာရဲ့အချုပ်ချာအာဏာနဲ့နယ်မြေတည်တံ့မှုကိုထပ်ခါတလဲလဲချိုးဖောက်မိများတာ၎င်းရဲ့ဆိုးဝါးတဲ့အပြုအမူကိုပြတ်တက်လက်ရှိပါတယ်ပါကစ္စတန်ကကာတာမှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမော်ရမများနဲ့အခိုင်အမာယက်တီထားတယ်ကျွန်တော်တို့ဟာယူကရိန်းပြည်ပခအတွက်ငြိမ်းချမ်းတဲ့ဖြစ်ရှင်မှုအတွက်ဂျိုးပန်းမှုဒိုင်းကိုလည်းထောက်ခံပါတယ်အေးဂျိုးပန်းမှုမြေဟာကုလသမဂ္ဂပြည်ညင်စာတန်းကိုလိုက်နာရမှာဖြစ်ပြီး ဤရှေလျတဲ့စစ်ပွဲမှာဖြစ်ပေါ်လာတဲ့လူသားစုမှုနဲ့ကမ္ဘာလုံးဆိုင်ရာမငြိမ်မသက်မှုတွေကိုဆုံးသတ်ရမှာဖြစ်တယ်။ဥထာကြည်ခရပါကစ္စတန်ဂျမ်ဖဲမှုအားလုံးကိုရှုတ်ချပါရယ်။နင်း20ကြော်ကြာအောင်ပါကစ္စတန်ဟာကမ္ဘာလုံးဆိုင်ရာဂျမ်ဖဲမှုတပ်ဖြည့်ရင်မှာရှစ်တန်းမှရပ်တည်ခဲ့ပါရယ်။ကျွန်တော်ကလူပေါင်း9000ကျော်ကိုဆုံးရှုံးခဲ့ရတယ်။၎င်းတို့အနက်ကလေးငယ်များမိခင်များညီမများညီကိုများတက်ကြီးရွယ်အိုများဆရာဝန်များအင်ဂျင်နီယာများပါဝင်ပါရယ်။ကျွန်တော်ကအမေရိကန်ဒေါ်လာ ဘီလျံ150တမိုးရှိစီးပွားရေးဆုံးရှုံးမှုကိုလည်းခန်းစားခဲ့ရတယ်။ကျေးဇူးပြု၍တင်ရက်လက်ကိုတင်နှလုံးပေါ်တင်ပြီးပြောပြပါ။အကြံဖက်မှုတိုက်ဖြစ်မှုရေးအတွက်ကျွန်တော်တို့ရဲ့ဂရီကိုအတွက်ဤထက်ကြီးမားတဲ့အသက်တွေမြည်ဒီမှာရှိနိုင်မှာလဲ။ကျွန်တော်တို့ဟာပါကစ္စတန်မှသာမကကမ္ဘာတစ်ခုလုံးမှအကြံဖက်မှုတွေကိုဖယ်ရှားလိုပါတယ်။နယူးယောက်မှာလူတဦးတစ်ဆုံးချင်းဟာလာဟိုမှာလူတဦးတစ်ဆုံးချင်းနဲ့တူညီတယ်လို့ကျွန်တော်ယုံကြည်တယ်။အစ္စလာမ်ဘတ်မှာလူတဦးတစ်ဆုံးချင်းဟာ လန်ဒန်မှာလူတအုပ်တည်ဆုံခြင်းနဲ့တူညီတယ်။ဤဒီမှာကွာလုံးဆိုင်ရာရွာတွေ့ရာဖြစ်တဲ့အကယ်၍မကြုံစဘူးအချမ်းဖက်မှုကိုလုံးဝနိုင်မယူနိုင်ပါကဤကဘာဟာပဲသောအခါမှငြိမ်းချမ်းတဲ့နေရာတစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ပါကစ္စတန်ရဲ့ဆွန်လုအနေနာခံမှုတွေဟာကမ္ဘာမှာအကြီးအမားဆုံးဖြစ်ပါတယ်။ဤဆွန်လုမှုတွေကိုလေးစားပြီးတံပိုးထားမှာဖြစ်တဲ့ကျွန်တော်တို့ဟာအချမ်းဖက်မှုတွေကိုတားဆီးပေးတဲ့ခိုင်မာတဲ့အတားအဆီးတစ်ခုဖြစ်တဲ့ အကယ်၍ကျွန်တော်တို့ဟာဤအကျန်းဖက်သမားတွေကိုမတိုက်ခိုက်ခဲ့ပါက၎င်းတို့ဟာယနေ့နယူးယောက်လန်ဒန်နဲ့ဖလန်အရှိဖျားဒေသတွေမှာလမ်းမများပေါ်မှာလမ်းလျှောက်နေကြလိမ့်မယ်အဲ့ဒါကြောင့်ဤဒီမှာကျွန်တော်တို့ရဲ့ပြည်သူများအတွက်သာမကကဘာတစ်ခုလုံးရှိပြည်သူတွေအတွက်ပါကစ္စတန်ရဲ့နှိတ်ချတဲ့ပံ့ပိုးမှုဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေ့ကျွန်တော်တို့ကပြည်ပထောက်ပံ့ထားတဲ့အကြံဖက်မှုများကိုရင်ဆိုင်နေရတယ်။ဤကျောင်းအုပ်စုများစုဟာနိုင်ငံခြားမှာရန်ပုံငွေထောက်ပံ့ထားပါတယ်။၎င်းတို့မှာ TTP fitna kawaraj fitna hindustani bla နဲ့၎င်းရဲ့ magic brigade ပါဝင်ပြီး၎င်းတို့ဟာ afghanistan မြေပေါ်မှာလှုပ်ရှားနေကြပါတယ်။ဤအုပ်စုတွေဟာ pakistan အတွင်းစိုးဝါတဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ဥပမာတစ်ခုမှာယခုနေ့စောပိုင်းက jaffa express ယထာဖြစ်စဉ်ဖြစ်တဲ့ယထာကိုပြန်ပြီးဆွဲခံရပြီးလူ၄၀၀ဟာယထာတပတ်များစွာဒေသခံဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။ အနာတကုရှင်အလာရှင်များရဲ့ဂီနာတော်ဖြစ်ကျွန်တော်တို့ရဲ့လက်နက်ကန်တပ်ဖွဲ့တွေနဲ့ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ၎င်းတို့ကိုကယ်တင်နိုင်ခဲ့တယ်။အာဖဂန်နစ္စတန်ရဲ့နီကာရအင်းချင်းနဲ့ညီကိုနိုင်ငံတူအနေနဲ့ပါကစ္စတန်ဟာအာဖဂန်နစ္စတန်မှာနေချမ်းကြီးအတွက်တိုက်ရိုက်အကျိုးစီးပွားရှိတယ်။ဖွံ့ဖြိုးတိုးတက်မှုနဲ့တရားဝပြောင်းမှုရဲ့တောချက်မှာဒေတာတွင်တည်ငြိမ်မှုနဲ့ဆက်သွယ်မှုဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်။ပါကစ္စတန်ဟာအာဖဂန်နစ္စတန်မှာလူသားချင်းစာနာမှုအတူကြီးပေးရန်စီးပွားရေးပြည်နယ်တော်မှုကိုမြင့်တင်ရန်နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေး ဘောင်တွေကိုကတ်ထောက်ခံရန်မိဖက်အားလုံးနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါတယ်။သို့သောအာဖဂန်ယာဂျီဆိုရဒီလေလူအခွင့်အရေးများအထူးသဖြင့်အမျိုးသမီးခွင့်ရများကိုကာကွယ်ရမှာဖြစ်တဲ့အရေးကြီးဆုံးမှာအာဖဂန်ယာဂျီဆိုရဟာကျန်းဖက် အုပ်စုတွေကိုတကယ်လှုပ်ဆောင်မှုများပြုလို့ရတဲ့အာဖဂန်မျိုးကိုအခြားနိုင်ငံများအပေါ်အကြံဖက်မှုအတွက်ဘယ်တော့အခါမှအသုံးမပြုရန်တရားစီရမယ်လို့ကျွန်တော်ပြောလင့်ပါတယ် မြေကိုညီမများခင်ဗျာမြေလူမဆူသို့မဟုတ်မြေကြီးဘာသာတရားကိုမဆူချမ်းကျင်တဲ့မုန်တီစကားတွေခွဲခြားဆက်ဆံမှုသို့မဟုတ်အကြမ်းဖက်မှုတွေအတွက်နေရာမရှိရပါအိန္ဒိယရဲ့ဟိန္ဒူဘာဝဝအစွမ်းရောက်ဝါရကဲတို့မုန်တီမှုဖြင့်လှုပ်ဆော်ထားတဲ့အယူဝါဒတွေဟာကမ္ဘာတစ်ခုလုံးအတွက်အန္တရာယ်ရှိပါတယ်လူများစွာတွင်အစ္စလမ်ဖိုဘီးယားရဲ့အန္တရာယ်ကိုအတိမပြုနေတော်လဲဤယူသွမှုကိုတိုက်ဖြတ်ရန်လူအမှုဟာယခုတည်းအလွန်အရေးကြီးဖြစ်နေပါတယ်ပါကစ္စတန်က အစ္စလမ်ဖိုဘီယာကိုတိုက်ဖြတ်ရန်ဥရဒမကအထူးကိုယ်စားလှယ်တူခန့်အားမှုကိုကြိုးဆိုပါတယ်။ဂုံတရရှိအမျိုးသားမျိုးသမီးခင်ဗျာကျွန်တော်တို့ဟာယာရီဥတုအကြတဲ့ကိုလည်းရင်ဆိုင်နေရပါတယ်။ဒီအကြတဲ့ဟာကမ္ဘာလုံးဆိုင်ရာအရေးတကြီးလှုပ်ဆောင်မှုကိုလိုအပ်ပါတယ်။၂၀၂၂ခုနှစ်မှာပါကစ္စတန်ကကြီးမားတဲ့ရေချီးရေချမှုတွေကိုကန်စားခဲ့ရတယ်။ဒီရေချီးမှုတွေဟာအမေရိကန်ဒေါ်လာ34ဘီလီယံတန်ဖိုးရှိတဲ့စုစုမှုတွေနဲ့တန်ဖိုးရှိတဲ့လူအသက်များစွာကိုဆုံဆုံစေခဲ့တယ်။ဒီခုနှစ်တွင်လည်းကျွန်တော်တို့ဟာ နောက်ထပ်ကြီးမားတဲ့ရည်ကြီးမှုတစ်ခုကိုရင်ဆိုင်နေရတယ်။ရွာပေါင်းထောင်ချီပြော့ဆုံသွားခဲ့တယ်။လူတန်းပေါင်းများစွာနေရဆုံးခွာခဲ့ရတယ်။လူပေါင်းတစ်ထောင်ကျော်တည်ဆုံခဲ့တယ်။တီးနှံများမွေးမြူရေးတိရစ္ဆာန်များနဲ့အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိပိုင်ဆိုင်မှုများဖြည့်ဆည်းခံခဲ့ရတယ်။ကျွန်တို့ရဲ့လူမျိုးဟာဤခက်ခဲတဲ့အချိန်မှာစီလုံးညီညွတ်စွာယက်တည်နေတယ်။ကျွန်တို့ဟာဤ BNL ကိုကြီးမားတဲ့ခွန်အားနဲ့ခန္ဓာရည်ဖြင့်ရင်ဆိုင်နေရတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ဖြင့်ဤစိန်ခေါ်မှုကိုရင်ဆိုင်ရကျွန်တို့ဟာ အီယာရီယူတုအကြအတဲ့ရွေးပေါ်အခြေအနေကိုကြေညာခဲ့ရတယ်2020နဲ့2025ခုနှစ်များမှာဖြစ်ပေါ်ခဲ့တဲ့ရည်ကြီးမှုတွေဟာယာရီယူတုပြောင်းလဲမှုမှာဖြစ်ပေါ်လာတဲ့ဆုံးဆုံးမှုနဲ့ပြစ်စီမှုများရဲ့ဆင်းလင်းတဲ့ဥပမာတွေဖြစ်တယ်ဤကမ္ဘာတည်ရှိလူများနဲ့ကမ္ဘာတစ်ဝှမ်းမှာကျေစုနေသူများထံကျွန်တော်ပြောလိုတာကတော့ပါကစ္စတန်ကနှစ်စဉ်ကမ္ဘာလုံးဆိုင်ရာတံငွေထုတ်လုပ်မှုရဲ့တိကျကနုံအောက်သာထုတ်လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကယာရီဥတုပြောင်းလဲမှုရဲ့အဆိုးဆုံးတရားမှုများနဲ့ဖြစ်စီနိုင်တဲ့ line တွေကိုရင်ဆိုင်နေရတယ် ဒါကြောင့်ကျွန်းတို့အားချင်းငွေယူရန်ချင်းမီများတိုးမြင့်ရန်ပြောကြတယ်။၎င်းဒီမမြတ်တာပါ။၎င်းဒီဒန်းတူညီမြမှုမဟုတ်ပါ။၎င်းဒီတရားမြတ်တာမှုမဟုတ်ပါ။၎င်းဒီမြတ်တာတော်ကစားနေမဟုတ်ပါ။ယာဒီဥ်ပြောင်းလဲမှုကြောင့်နေ့စဉ်ကြီးမားတဲ့ရည်ကြီးမှုတွေကိုခံစားနေရတဲ့ပါကစ္စတန်ကတော့ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုအားကျွန်တော်တို့ရဲ့အမားကြောင့်မဟုတ်ပဲချင်းငွေပုံမှုယူရန်မြို့ပြောနိုင်မည်နေချင်းငွေပုံမှုယူခြင်းဒီကျွန်တော်တို့ရဲ့စီးပွားရေးကိုဖျက်ဆီးပြစ်လိုက်မည် ကျွန်တော်တို့ဒီကိုပိုင်ခြေတော်ပြညတ်တီးပြီးစူးစမ်းလုံဆောင်ပြီးချင်းငွေတွေကိုမိကုမနေပါကပုံမကောင်းလာမည်ဖြစ်သည်ကျွန်တော်တို့ရဲ့တွင်းနဲ့ထွေးဖြင့်ကျွန်တော်တို့ဒီပါကစ္စတန်ကိုကြီးမြတ်သောနိုင်ငံတစ်ခုဖြစ်လာစေရမည်ဂုံတီရှိပုဂ္ဂိုလ်များခင်ဗျာဓာတီဥတုပြောင်းလဲမှုကိုရင်ဆိုင်နေရခြင်းတွင်ကျွန်တော်တို့ဒီကျွန်တော်တို့၏ပြည်တွင်းစီးပွားရေးနဲ့ပတ်သက်တဲ့ဒရင်ကောင်းကိုလည်းယူဆောင်လာပါသည်လူမှုနေရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ကျွန်တော်တို့၏ပြည်သူများ၏တာယာဝပြောင်းမှုသည်ကျွန်တော်တို့အစိုးရရဲ့ထိတ်တန့်ဦးစားပေးဖြစ်သည်ကျွန်တော်တို့ဒီ ကျွန်တော်ရဲ့စီပါရေးတွင် next channel ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည်ကျွန်တော်တို့ဒီကျွန်တော်တို့၏အခွန်စနစ်ကိုခင်မီစေပြီးချက်ထွင်ခဲ့သည်ယင်းနေမြေနာမှုတွေကိုဆွဲဆောင်ရန်တိုးပမ်းမှုများကိုလည်းတိုးမြှင့်ခဲ့သည်ကျွန်တော်တို့ဒီ digital စနစ်ညာရေးတူနဲ့ crypto ငွေကြေးများကိုအနာဂတ်ရဲ့ကိရိယာများကိရိယာများအဖြစ်လက်ခံခဲ့သည်ကျွန်တော်တို့ဒီတရုတ်နိုင်ငံနဲ့တရုတ်ပါကစ္စတန်စီပါရေးဆက်စင်ကြမှာတဆင့်ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုအပါအဝင် မဟာပြူဟာမိတ်ဖွဲ့ဆက်ဆံရေးများကိုတည်ဆောက်နေပါလေ။